မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သအပ်ပါတယ်ဒီတစ်ခါမှာတော့အိန္ဒိယနေပိုးနယ်စပ်မှာရှိနေတဲ့လောရီယာနန္ဒကာကိုတွားရောက်ပြီးတော့အလဲလာကြရအောင်ပါဒီလောရီယာနန္ဒကာဆိုတဲ့နေရာဟာအိန္ဒိယနိုင်ငံရဲ့မြောက်ပိုင်းဘီဟာပြည်နယ်ရဲ့အနောက်ဘက်ရှမ်ပရန်ခရိုင်ဗီတီဟာမှာ6ကီလိုမီတာခန့်အကွာမှာရှိနေတဲ့နာကတိယဂန်ဂျီသို့မဟုတ်ရှီကပူမှာ6ကီလိုမီတာခန့်အကွာမှာတည်ရှိနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ဒီနေရာဟာနေဖို့နေစက်နဲ့လည်းအလွန်တရာမှအနီးကပ်သွားပြီးဖြစ်ပါတယ်။ဒီနေရာကို သွားပြစ်ခဲ့တာကတော့2013 14လမှာသွားပြစ်ခဲ့တယ်လို့သွားပြစ်ခဲ့တယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်အတိအကျတော့မှတ်မရတော့ပါဘူး။နာနာတက္ကသိုလ်မှာတက္ကသိုလ်ပညာရေးကိုသင်ကြားနေရင်ပဲအသောကကြောက်တန်လေးအများကြီးရှိနေတဲ့နေရာတစ်ခုရှိတယ်။အဲ့ဒီနေရာကို သွားကြရအောင်ဆိုပြီးတော့ တက္ကသိုလ်မှသင်္ကချင်တွေပေါင်းစုပြီးတော့သင်္ကပ20လောက်တော့ရှိတာပေါ့အဲ့ဒီသင်္က20လောက်နဲ့နာလန်ဒါကနေပြီးတော့လောရီယန္တာကိုတွားရောက်လည်လာဖြစ်ခဲ့တာဖြစ်ပါတယ်ဒီလောရီယန္တာကိုတွားမယ်ဆိုလို့ရှိရင်နာလန်ဒါကဆိုလို့ရှိရင်308ကီလိုမီတာအကွာဝေးမှာတည်ရှိနေတာဖြစ်ပါတယ်ကန်ငယ်လေးနဲ့တွားမယ်ဆိုလို့ရှိရင်တော့6နာရီ43မိနစ်ခန့်လောက်မောင်းရမှာဖြစ်ပါတယ်ဒါကလည်းကားကားပိုက်နေလို့ရှိရင်ဒီလောက်နဲ့မရောက်နိုင်သေးပါဘူးခတ်တလေပတနမမြို့ကအထက်မှာရှိတဲ့ ခန္တီတရမှာတော်တော်လေးကားကြံဖြစ်တာတွေကျွမ်းအားတက်ပါတယ်အခုကတော့တရအသေးနှစ်ခုထိုးပြီးပြီဖြစ်တဲ့အတွက်ကြောင့်ဂျန်းကတော့တက်ပြီးတော့ဖြစ်เสียမှရှိတော့တော့ဘူးလို့ထင်ပါတယ်လောရီယာနန္ဒာဆိုတဲ့နေရာကိုဝေဒာလီကနေမောက်မယ်ဆိုလို့ရှိရင်223ကီလိုမီတာအကွာဝေးမှာတည်ရှိနေပါတယ်။နိုင်အပြည့်ဆိုလို့ရှိရင်၄နိုင်53မိနစ်လောက်မောင်းရမှာဖြစ်ပါတယ်။ကေစရိယဇီရီကနေမောက်မယ်ဆိုလို့ရှိရင်တော့လိုရီယာနန္ဒာကို2နိုင်38မိနစ်လောက်မောင်းရမှာဖြစ်ပါတယ်။ 69.9 km အကွာဝေးမှာရှိပါတယ်။ကုသနာယုံကနေမောက်မယ်ဆိုလို့ရှိရင်တော့ဒီနေရာဟာကုသနာယုံနဲ့တော်တော်လေးနေရာဖြစ်ပါတယ်။90.85 km မှာတည်ရှိနေတာဖြစ်ပါတယ်။နိုင်အပြင်ဆိုလို့ရှိရင်နာနာယဝန်ကျင်လောက်မောက်လို့ရှိရင်လူရိယနန္ဒာကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီလူရိယနန္ဒာဆိုတဲ့နေရာကိုတွေ့လို့ရှိရင်ထိုက်ပိုင်းမရှိတော့တဲ့အတောကကြောက်တဲ့ကိုအရင်အောင်ဆုံးတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီနေရာကိုတော့ လော်ရီယာအရီရတ်လို့ခေါ်ပါတယ်အဲဒီလော်ရီယာအရီရတ်ကနေပြီးတော့ရှေ့ကိုနေနေမောင်းလိုက်မယ်ဆိုလို့ရှိရင်လော်ရီယာနန္ဒကာဆိုတဲ့နေရာကိုရောက်ရှိမှာဖြစ်ပါတယ်အဲဒီလော်ရီယာနန္ဒကာဆိုတဲ့နေရာမှာတော့ချင်းသေးရောက်အကောင့်ပကတိရှိနေတဲ့နေရာဖြစ်ပါတယ်အဲဒီကနေပြီးတော့ညာဘက်ကိုကွေ့လိုက်မယ်ဆိုလို့ရှိရင်နန္ဒကာဆိုတဲ့အေရာမကြီးကျယ်တဲ့အိန္ဒိယနိုင်ငံရဲ့အကြီးဆုံးဇေဒီလို့ခန့်မှန်းကြတဲ့ စီတီကိုရောက်ရှိမှာဖြစ်ပါတယ်။အဲဒီကနေပြီးတော့ရန်ပူရဝါလို့ခေါ်တဲ့နေရာကိုဆံပေါင်းလိုက်မယ်ဆိုလို့ရှိရင်တော့အတုခမင်းကြီးရဲ့ကြောက်တိုင်များမြေပြင်ပေါ်မှာလေးလျောင်းနေတဲ့ကြောက်တိုင်များကိုတွေ့ရမှာဖြစ်ပါတယ်။အဲဒီနေရာကတော့နေပေါ်နိုင်ငံနဲ့ဘော်ဒါနေရာကိုရောက်ရှိသွားပြီဖြစ်ပါတယ်။အဲဒီကြောက်စာတိုင်ကနေပြီးတော့ရှေ့ခလန်းလန်းကိုတွားလိုက်မယ်ဆိုလို့ရှိရင်အနိုမာမြို့ကိုရောက်ရှိမှာဖြစ်ပါတယ်။ဒီနေရာဒီဒေသကိုဖျားဖူးခီးတဲ့ တွားရောက်လည်းမရှိကြပါဘူး။အနေအကျင့်သောဖျားဖို့အဖွဲ့တွေသာတွားရောက်လည်းရှိပါတယ်။ဦးစင်းတီတလောက်ကတော့ခင်နန္ဒာတခါတလေတွားတာရှိပါတယ်။မေတ္တာမွန်တခါတလေတွားတာတွေ့ရပါတယ်။ရှားဖွေတွေတွားရောက်ပြီးတော့လည်လာကြတာမတွေ့ရပါဘူး။ထူးဆန်းတာကဒီလမ်းတစ်လျှောက်မှာအတော့ကကြောက်တယ်နေဟာတန်းစီပြီးတော့ရှိနေခဲ့တာကတော်တော်လေးကိုထူးဆန်းတယ်လို့ပြောလို့ရပါတယ်ပထမစတင်တွေ့ရတဲ့ Loria Errage ဆိုတဲ့နေရာမှာတော့ ထိုက်ပန်ကမရှိတော့ပါဘူးဒါပေမဲ့အဲ့ဒီမှာအတောကမင်းကြီးကဗျံမီအခရာစာပေတဲ့နဲ့ရေးထိုးထားခဲ့တဲ့အစာတွေအထင်ရှားကိုတွေ့ရမှာဖြစ်ပါတယ်အဲ့ဒီစာတွေထဲမှာဓမ္မနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ non violence နေဖို့ရယ် harmony ဖြစ်အောင်နေကြဖို့ရယ်အတောကမင်းကြီးကအမင်းစာတွေထောက်ထားတဲ့နေရာဖြစ်ပါတယ်အဲ့ဒီကြောက်တန်ဟာအလွန်တရာမှလှပပြီးတော့မိုးရီးယားခေတ်ကတုန်းကတုံးခဲ့တဲ့ပေါ်လက်တွေဟာလည်းပဲပြောင်းလဲပြီးတော့အခုတည်းကအကောင့်ပုံကလေးရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီကနေပြီးတော့ရှေ့ကိုဆက်သွားလိုက်လို့ရှိရင်လောရီယာနန္ဒကဆိုတဲ့ချင်းသစ်ဥခေါင်းပိုင်းနဲ့အကောင့်ပကတိရှိတဲ့နေရာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီမှာလည်းပဲထူးထူးဆန်းဆန်းဗားတွေတွေ့ရလဲဆိုလို့ရှိရင်ပိုလစ်တွေကောင်းကောင်းမွန်မွန်ရှိနေတာရဲ့အာသဂမင်းကြီးရည်ထွက်ရခဲ့တဲ့ကြောက်ကပိကြောက်စာတွေအဲ့ဒီအထက်မှာထင်ထင်ရှားရှားရှိနေတာရေထိုက်ပိုင်းဟာအလုံးဝမပြတ်မစီသေးဘဲနဲ့အကောင့်ပကတိရှိနေတာရေဒါတွေကထူးခြားတဲ့ ဝိသေသတွေဖြစ်ပါတယ်အဲဒီကနေပြီးတော့ဘေးဘက်ကိုရှုပ်ကိုလိုက်မယ်ဆိုလို့ရှိရင်နန္တကာဆိုတဲ့ဇီဒီကိုရောက်ရှိမှာဖြစ်ပါတယ်ဒီနန္တကာဆိုတဲ့ဇီဒီဟာပေ80ခန်းလောက်မြင့်ပြီးတော့လုံးပတ်ရဟာတော်တော်လေးကြီးပါတယ်အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်အကြီးဆုံးဇီဒီလို့ပြောကြပါတယ်အရှင်ကေတရာအရေးထားတဲ့ကေဒရီယာဇီဒီတို့နဲ့အလောရီယာနတာဆိုတဲ့ဇီဒီအကြောင်းမှာတော့အောက်ခြေပနဲ့ရမှတိုက်လို့ရှိရင်လုံးပတ်တော်အတိုင်းတာဟာပေ1000ကျော်တယ်လို့ရထားပါတယ်ဒီနေရာကို သမိုင်းပညာရှင်တွေရေးသားထားတာမဟုတ်ပဲနဲ့ဥစဉ်ရဲ့အက်တနိုမတီအနေနဲ့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်တချို့သောပုံကိုယ်တွေကလည်းပဲဒီနေရာကိုဖျက်ရှင်ဆန်တော်ပေးခဲ့တဲ့နေရာလို့ ပြောကြပါတယ်အဲ့လိုပြောကြတဲ့အယူဆလေးတွေကိုဦးစင်ကတော့သဘောကျပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီနေရာဟာအနော်မတော်ကန်းနဲ့လည်းတိုက်ပြီးတော့မဝဲလာတော့ပါဘူး။အဲ့ဒါကြောင့်ဒီနေရာဟာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဲ့ဒီနေလူတွေရဲ့အယူဆတစ်ခုကိုဦးစင်တို့တွက်လေတဲ့အခါမှာတွေးခရတာတခုရှိပါတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်လိုကေအဲ့ဒီမှာနေကြတဲ့ပုံကိုယ်တွေဟာဇေဒီဘိုကိုရောက်တဲ့အခါမှာပုံမှန်ရှိနေတဲ့မြက်တွေကိုစံထုံးထုံးတဲ့ပုံစံထုံးဖွဲ့ပြီးတော့ထားလဲရှိတဲ့အယူဆတွေကိုဦးစင်တို့ ကိုယ်တိုင်ပဲမျက်မြင်တွေ့ခဲ့ရပါတယ်။ဒါကြောင့်ဒီနေ့ဟာဆန်တော်ပေးခဲ့တဲ့နေရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။နောက်မှသမိုင်းပညာရှင်တွေရဲ့အယူဆလေးတွေကိုဦးစင်အချင်းချုပ်ပြီးတော့ပြောပြပေးပါမယ်။ခုနကပြောခဲ့တာကဦးစင်ရဲ့ astronomy အယူဆလေးတာဖြစ်ပါတယ်။နောက်ပြီးတော့ဒီနေရာဟာကပိလဝဲနဲ့မဂရတိုင်းကိုသွားတဲ့လမ်းကြောင်းဟာဖြောင်းဖြူးတဲ့လမ်းကြောင်းလို့ပြောလို့ရပါတယ်။အဲ့ဒါကြောင့်လည်းပဲအာသောကမင်းကြီးဟာ မြတ်စွာဘုရားရှင်ကိုရုံမြတ်လောင်းလျာတိုးထွက်ခဲ့တဲ့နေရာတွေကိုအမတ်သားအဖြစ်ကြောက်တယ်များစွာစိတ်ထူခဲ့တယ်လို့ယူဆရပါတယ်ဘုရားရှင်ကိုရုံမြတ်ကြီးဟာတိုးထွက်တဲ့အခါမှာဒီလန့်ကပဲမဂရတိုင်းကိုဝင်ရောက်ခဲ့ပြီးတော့ ြတ်စွာဘုရားရှင်ပြည်တော်ပြန်တဲ့အခါမှာလည်းပဲဒီလမ်းကြောင်းကပြည်တော်ပြန်ခဲ့တယ်လို့ယူဆလို့ရပါတယ်။ဒါလည်းဥစဉ်ရဲ့အက်ဒနိုမတီအယူဆလေပါ။နောက်ပြီးတော့ရန်ပူရဝါဆိုတဲ့အရက်ဒေသမှာအသောကကြောက်တန်တွေဟာလဲလျောင်းပြီးတော့အကောင့်ပုဂ္ဂတိရှိနေတာကိုတွေ့ရပါတယ်။အဲ့ဒီကြောက်တန်လဲလျောင်းပြီးတော့တွေ့ရတာဟာဥစဉ်တို့အတွက်အဖို့မဖြစ်နိုင်တဲ့ဘုဒ္ဓရာတွေတိုးပွားခဲ့ပါတယ်။အဲ့ဒီကြောက်တန်ရဲ့အောက်ခြေပိုင်းတွေကိုရှုံးမွဲစွာလုံးမထားပေးနဲ့ကြမ်းကြမ်းတန်းတန်းထုစစ်ထားပါတယ်။ကြောက်တန်ရဲ့အပေါ်မှာအသောကမင်းကြီးရဲ့ချင်းသေးရုပ်တွေ နွားလာဥဒ္ဓဘရုပ်တွေမြင်းရုပ်တွေအစရှိတဲ့သူ့ရဲ့ logo တွေကို တင်ပြီးတော့ထားဝယ်ရန်အတွက် account ပေါက်တစ်ခုပြုလုပ်ထားပါတယ်။အဲ့ဒီ account ပေါက်ပေါ်မှာပဲသူ့ရဲ့ logo တွေကိုစနစ်တကျထည့်သွင်းပြီးတော့အတော်ကမင်းကြီးဟာကြောက်တန်တွေစိတ်တူရတယ်ဆိုတာကိုလက်လာသုံးသပ်လို့ရပါတယ်။ဒီကြောက်တန်နေရာမှာလည်းပဲအတော်ကမင်းကြီးဟာဗျမေအခရာစာတွေကိုကောင်းကောင်းမွန်မွန်ထုလုပ် ထုစစ်ထားခဲ့တာကိုလည်းပဲတွေ့ရပါတယ်ဒီနေရာမှာတွေ့ရတာကဒီနေရာကိုပြန်လဲတူဖို့တဲ့အခါမှာဒီနေရာမှာအတုကမင်းကြီးရဲ့ခေါင်းပိုင်းနှစ်ခုကိုတွေ့ရပါတယ်တစ်ခုကတော့နွာလာဥဒ္ဓဘအယုံနဲ့တစ်ခုကတော့ချင်းသေးရုပ်ဖြစ်ပါတယ်အဲ့ဒီချင်းသေးရုပ်ကတော့ အခုခါကလကတ္တမြူဇီယမ်မှာအခုတည်းတည်းရှိနေပါသေးတယ်။နောလာနောလာဥဒဘအယုတ်ကိုတော့အိန္ဒိယနိုင်ငံတမရအင်ဒိုယာမှာအခုတည်းတည်းပဲရှိနေပါသေးတယ်။အဲဒီကောင်းပွဲတစ်ခုကတော့ဒီရန်ပူရဝါဆိုတဲ့နေရာကနေရရှိခဲ့တာဖြစ်ပါတယ်။ဗာရဏသီဣသိပရဏနေရာကနေပြီးတော့ရရှိခဲ့တဲ့အတုကမင်းကြီးရဲ့ကောင်းပွဲကတော့စာရဏမြူဇီယမ်လို့ခေါ်တဲ့ဗာရဏသီမြူဇီယမ်မှာအခုတည်းတည်းရှိနေပါသေးတယ်။အဲဒါကတော့အိန္ဒိယနိုင်ငံရဲ့နိုင်ငံတော်တစိုက်တုံးဖြစ်ထူထောက်ထားတဲ့ချင်းသေးရုပ်တုဖြစ်ပါတယ်။အဲဒီရုပ်တုဟာလည်းပဲ ိုလစ်တွေကိုကောင်းကောင်းမွန်မွန်အသုံးချပြီးတော့အလွန်တရာမှလှပါတယ်အာသောကထိုက်ပိုင်းတစ်ခုဖြစ်ပါတယ်အာသောကမင်းကြီးဟာဒီကြောက်တံတွေကိုဒီနေရာမှာ စုပုံပြီးတော့ဂျန်နေခဲ့တာဟာသူရွေးထားတဲ့နေရာတွေကိုသိဆောက်ဖို့ရန်အတွက်စုပုံထားခဲ့တဲ့နေရာလေဖြစ်ကောင်းဖြစ်နိုင်ပါတယ်ဦးဇင်းရဲ့လိလတွေ့ရှိချက်တွေကိုဖော်ပြပြီးတဲ့နောက်မှာသမဲပညာရှင်တို့ရဲ့အယူဆလေးတွေကိုအနည်းငယ်ဘုဒ္ဓရာအောင်တင်ပြပေးပါမယ်။ရှင်ကေတရရေးထားတော်မူတဲ့ စာထင်းမှာတော့ဒီရန်ပုရဝါတို့လောရိယနန္ဒာတို့ရှိတဲ့နေရာဟာတဲ့မြတ်စွာဘုရားရှင်ရဲ့တတ်တော်ဝေစုတစုရရှိခဲ့တဲ့အန်လကံပါတန်ရဲ့ဒီနေရာ ဖြစ်နိုင်တယ်လို့ခန့်မှတ်ထားပါတယ်လောရိယနန္ဒကမှာ ရှိနေတဲ့နန္ဒကာစီတီဟာဆိုလို့ရှိရင်ကောပတာခေနောင်ပိုင်းအေဒီ900စု600စုလက်ရဖြစ်တယ်လို့ဆိုပါတယ်ဒီစီတီရဲ့အတွင်းပိုင်းကို24ကြည့်တဲ့အခါမှာအာတောကမင်းကြီးတိစားထားခဲ့တဲ့ထီတို့နဲ့တကွာဇေဒီငယ်လေးတစုကိုတွေ့ရတယ်လို့ပြောပါတယ် ဒီစရိယာအသောကခေတုံကကုရှင်ခေပြီးစီ၂ရာစုကနေ83ရာစုမှာတစ်ကျင်းကောပရနှောင်းခေ85ရာစု6ရာစုတွင်တစ်ကျင်းနှစ်ကျင်းတန်လိုင်းတိုးရှင်းမွန်မှာတိစားခဲ့တယ်လို့ဆိုပါတယ်ဆရာတော်အရှင်ကေတရာရဲ့အယူဆရာဆိုလို့ရှိရင် ဒီ Gloria Nanda CD ပုံစံတူအဲ့ဒီပုံစံကိုယူပြီးတော့ Indonesian နိုင်ငံ Borobudur CD ကိုတည်ဆောက်ထားခဲ့ဟန်ရှိတယ်လို့တောင်းသက်ထားပါတယ် Gloria Nanda ကဆိုတဲ့ဒီနေရာဟာအိန္ဒိယနိုင်ငံ Bihar ပြည်နယ်ရဲ့အနုပညာပြည်သူကပညာရေးဆိုင်ရာသမိုင်းဝင်နေရာတစ်ခုဖြစ်ပါတယ် လောရီယာဆိုတဲ့နေရာဟာအတုကမင်းရဲ့လောရီယာဆိုတဲ့နာမည်ဟာအတုကမင်းရဲ့ကြောက်တိုင်လောရာမှဆင်းသက်လာပြီးနန္ဒကဆိုဒီမှာကြောက်တိုင်မှအနောက်ဘက်2ကီလိုမီတာကမှရှိနေတဲ့ဇေဒီဟောင်းအပြုတ်ကိုနန္ဒကလို့ခေါ်ဆိုတာဖြစ်ပါတယ်။ဒီနေရာမှာထူးခြားတာလေးတစ်ခုကပါရှိလေဆိုလို့ရှိရင်ဒီကြောက်တိုင်ရဲ့ဇေဒီရဲ့ပတ်ဝန်းကျင်မှာအခုလိုမျိုးမြေပုံစံမုံမိုးလေးတွေ ဆင်ငါခုခံကိုတင်းတင်းရှားရှားတွေ့မြင်နေရပါသေးတယ်။ဒီလိုရီးယားနာရကမှာရှိနေတဲ့ကြောက်တန်ကတော့အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်အထူးကဲအကင်းဆုံးကျန်ရှိနေခဲ့တဲ့အတောကကြောက်တန်ထဲကတတိုင်းဖြစ်ပါတယ်။ဒီကြောက်တွန်းကိုသေးကြောက်တတုံးလေးကိုပြုလုပ်ထားတဲ့32ပေအမြင့်ရှိတဲ့ကြောက်တန်ဖြစ်ပါတယ်။ကြောက်တန်ရဲ့ထိပ်ပိုက်မှာချင်းသေးရောက်ထိုင်နေဟန်ကိုထူးစစ်ထားပါတယ်။ ကျောက်တိုင်ပေါ်မှာအာဇဂါမရဲ့တရားဓမ္မဆိုင်ရာ အမိန့်တော်6ခုကိုရှင်းလင်းပြသစွာထုစစ်ထားပြီးဒီအမိန့်တော်မရဟာဆိုလို့ရှိရင်လူမှုရေးသဟာဇာတာနှင့်ကိုကျင့်တရားဆိုင်ရာသွန်သင်ချက်များကိုဖော်ပြပေးကြတာဖြစ်ပါတယ်။ဒီနေရာမှာရှိနေတဲ့မြေပုံမှုမှုလေးတွေကိုတချို့သမတ်ပညာရှင်တွေကလည်းပဲဒီနေရာတွေကို လေ့လာရင်းဂေါတမမြတ်စွာဘုရားရဲ့တတ်တော်များကိုသဘာနာထားတဲ့နေရာဖြစ်ကောင်းဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒီနေရာတွေကို1935ခုနှစ်မှာ1936ခုနှစ်အတွင်း ရှောင်းသူရတနာပညာရှင်နာနင်ကိုပဲမာဂျန်တာဥဆောင်တဲ့အဖွဲ့ကပြန်လဲတွူဖို့ခဲ့ကြပါတယ်သူတို့ပြောတာကတော့ဒီလိုကေလူတွေပြောနေတယ်ဒီနေ့ဟာဟိန္ဒူနေဖျားရဲ့အကြောင်းဆိုတဲ့အယူဆကိုရေချိုးပြီးတော့ဒီနေ့ဟာဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ဗုဒ္ဓဘာသာဇေဒီမြတ်ဖြစ်ကြောင်းကိုတီးပြခဲ့ကြပါတယ်အဲ့ဒီလောရီယာနန္ဒကာကတွေးရှိတဲ့ရုပ်ထုတွေထဲမှာတော့ရွှေနဲ့လှုပ်ထားတဲ့ဘုံမိမေနဲ့သမီးအယုတ်တခုကို တွေ့ရှိရပါတယ်လုံမြင့်နေတဲ့လူသားအယုအမြကိုလည်းတွေ့ရှိရပါတယ်အဲ့ဒီရုပ်ထုတွေအဲ့ဒီ ချွေရောက်လက်သမီးလေးတွေကိုကြည်တော်အဖြစ်ဒါဟာ PC 300ခန်းထက်စောပြီးတိဆောက်ခဲ့တဲ့ဇေဒီဖြစ်ကြောင့်ခံမှန်းကြပါတယ်။အဲ့ဒီလိုရီယာနန္ဒကာမှာရှိနေတဲ့နန္ဒကာဆိုတဲ့ဇေဒီကိုတူဖို့ကြည့်တဲ့အခါမှာတော့စနစ်တကျနဲ့တိဆောက်ထားခဲ့တဲ့အောင်မြင်အုပ်ခုံဒီဇိုင်းပုံတွေကိုတွေ့ရတယ်လို့ပြောပါတယ်။ဒီထက်မှာချွေတင်းကားပြများ၊ခြေတင်းကားများ၊သုံကားခေကူးရှားခေလှရများနဲ့လူအစရှိတဲ့ဒရိုက်ဆန်ရုပ်တုများတွေကိုလည်းတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်။အိန္ဒိယနိုင်ငံမှာ ဗောဓဘာသာတွေအတွက်ကျေးဇူးများတဲ့ပုဂ္ဂိုလ်တဦးရှိပါတယ်အဲ့ဒါကတော့ဆာအလက်ဇန္ဒားကာနီဂန်ဖြစ်ပါတယ်ဒီကာနီဂန်ဟာသူတာဝန်ထမ်းဆောင်ပြီးတဲ့နောက်အိန္ဒိယနိုင်ငံကိုပြန်လျောက်ရှိလာပြီးတော့အိန္ဒိယနိုင်ငံမှာရှိနေတဲ့မြေပုံမုံမိုးလေးတွေကိုသူဟာအထူးစိတ်ဝင်စားခဲ့ပါတယ်ဒါကြောင့်အလက်ဇန္ဒားကာနီဂန်ဟာအိန္ဒိယနိုင်ငံမှာမြေပုံစံတော်တော်များများကိုကိုရင်ကိုကြဒူဖို့လေ့လာခဲ့ပါတယ်ဒီနေရာကိုလည်းပဲ1862ခုနှစ်မှာစတင်ဒူဖို့ခဲ့ပါတယ် စာလက်ဆန်းကဏ္ဍကံတူဖော်ပြီးတဲ့နောက်မှာဟန်ဒရီဆိုတဲ့ပုဂ္ဂိုလ်ဟာလည်းပဲလာရောက်ပြီးတော့တူဖော်ခဲ့ပါတယ်ထုတ်ကိုရငါးခုနှစ်မှာတော့ဒီဘလော့ဆိုတဲ့ပုဂ္ဂိုလ်ကဆက်လက်ပြီးတော့တူဖော်ခဲ့ပါတယ်သူတူဖော်တဲ့အခါမှာတော့အနက်တက်သမ8မီတာကွာဝေးမှာဇီဒီရိုရဲ့အလဲဘဟုတ်တိတိမှာမတ်တရက်နေတဲ့အမျိုးသမီးရောထုနဲ့အယုံမြနဲ့ယုံနုနေတဲ့ရွှေပိုင်းစားလေးတွေကိုတွေ့ရှိခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီရုပ်ထုတွေကိုတူဖော်တွေ့ရှိပြီးတဲ့နောက်မှာဟိန္ဒူတွေရဲ့ ဝေဒအယူဆရာဒီတကုမြောက်ကိုဝေဒသင်္ချင်ကုမြာဆိုပြီးတော့ဒေသခံမြာကခေါ်ကြပါတယ်။ဒါကြောင့်ဒီညာကိုဘိချလို့သူတို့ကခေါ်ကြပါတယ်။တချို့ကလည်းပဲဒီဟာရှေဟောဂူသင်္ချင်ကုဆိုပြီးတော့အယူဆရှိကြပါတယ်။တချို့သောပုဂ္ဂိုလ်တွေကလည်းပဲဒီညာဟာမြတ်စွာဘုရားရဲ့အယောတော်ခင်ဝတ်ဆံပယ်တော်မူရာစီရီတို့လို့လည်းယူဆကြပါတယ်။ထုတ်ကို35 36နှစ်မြတ်မှာ36နှစ်မြတ်မှာ ရှင်ဟောင်းသူတေသနာပညာရှင်နာနင်ကိုပဲမကြုံတာဆိုတဲ့ပုဂ္ဂိုလ်ဟာ ပြန်လည်ပြီးတော့တူဖို့ခဲ့ပါတယ်ဒီပုဂ္ဂိုလ်ကနေပြီးတော့ဒီဟာဟာဝေဒကျမ်းမှာပါတဲ့မင်းတကြောတဲ့နေရာမဖြစ်ဘူးဒီဟာဟာဗုဒ္ဓဘာသာရဲ့နေရာတစ်ခုသာဖြစ်တယ်လို့အခိုင်အမာဆိုခဲ့ပါတယ်အဲ့ဒီမကြုံတာပြီးတဲ့နောက်မှာ ghost ဆိုတဲ့ပုဂ္ဂိုလ်ကထုတ်ကိုရ39ခုနှစ်ဒီဆက်လက်လောက်ဆောင်ခဲ့ပါတယ်ဒီစီရီကို တူဖို့ကြတဲ့ပုဂ္ဂိုလ်တွေကတော့ ဇေဒီရဲ့တိဆောက်ပုံဇေဒီရဲ့အုံမြင့်ချပုံတွေကို ကြည့်ပြီးတော့အလွန်တရာမှအံ့ဩခဲ့ကြတယ်လို့ဆိုပါတယ်ဒီနေရာမှာတုံကားခေကုရှံခေတည်းမှာအသုံးပြုခဲ့တဲ့ဒဇိုက်တုံတွေပတ်စံပြားတွေငွေပြားတွေတင်းကားပြားတွေကိုတွေ့ရှိရတယ်လို့ဆိုပါတယ်ဒီဇေဒီရဲ့အောက်မှာတွေ့ရှိရတဲ့စာတန်းတွေမှာမြတ်သွားဖြင့်နေရောတာဆိုတဲ့စကားလုံးကိုအကျဉ်းတို့တို့များများ တွေ့ရတယ်လို့ဆိုပါတယ်။ဒါကတော့လောရီယအနန္တကာနဲ့ပတ်သက်ပြီးတော့သမန်ဆရာတွေရေးသားထားတဲ့အယူဆလေးတွေရေးသားခဲ့တဲ့အထောက်အထားလေးတွေကိုလက်လှမ်းမိသမျှပြောပြပေးသွားတာဖြစ်ပါတယ်။လောရီယအနန္တကာကနေပြီးတော့ရန်ပူရဝါမှာရှိတဲ့နေရာကိုတွားရောက်ပြီးတော့လည်လာကြရအောင်ပါ။ဒီရန်ပူရဝါဆိုတဲ့နေရာကိုထောက်ချေအား96ခုနှစ်မှာဝတ်ဒေးဆိုတဲ့ပုဂ္ဂိုလ်ကဒီနေရာဟာမြတ်စွာဘုရားရှင်ပြိဋိဘံပြုတော်မူတဲ့နေရာဖြစ်နိုင်တယ်လို့သူအကြံပြုခဲ့ပါတယ်။ ရံပူရဝါနဲ့ပတ်သက်ပြီးတော့မြန်မြန်ဆဆရေးထားတာကိုမတွေ့ရပါဘူးဒါပေမဲ့ဒီရန်ပူရဝါမှာအတုကကြောက်တိုင်တွေမြန်မြန်ဆဆတွေ့ခဲ့ရပြီအတုကကြောက်တိုင်ရဲ့ထိပ်ပိုင်းနှစ်ခုကိုလည်းပဲတွေ့ခဲ့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုရီယာနန္ဒကာရန်ပူရဝါဆိုတဲ့နေရာတွေဟာသမိုင်းဆိုင်ရာအထောက်အထားတွေမြန်မြန်ဆဆမရှိတော့လည်းပဲဒီနေရာဒီဒေသတွေဟာအတုကမြင့်ကြီးရဲ့ကြောက်တိုင်တွေအများကြီးစိတ်ထူထားခဲ့ရနေရာဖြစ်တဲ့အတွက်ကြောင့် ထူးထူးခြားခြားနေရာတစ်ခုဖြစ်လိမ့်မယ်ဆိုတာကိုယုံကြည်မိပါတယ်။ဒီလူရီယာနန္ဒကာကိုတွားကျင်တယ်ဆိုလို့ရှိရင်တော့ဆောင်းလွင်ရာသီကမှာတွားရောက်လေ့လာလို့ကောင်းပါလေ။တွားလဲတွားတင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။တွားမယ်ဆိုလို့ရှိရင်ဖော်တဲ့ကဲကတော့တော့ကုသနာယံကပဲတော့တော့ဝေတလိကပဲတော့တော့နာလနာကပဲတော့တော့ကြိုက်တဲ့နေရာကတော့လို့ရပါတယ်အနည်းဆုံးကတော့ကုသနာယံဟာအနည်းဆုံးဖြစ်ပါတယ်ကုသနာကိုရောက်ပြီဆိုလို့ရှိရင်လူရိယနန္ဒကာကိုတနအိကျိုးကျိုးနှစ်နာရီဝန်းကျင်မောင်းလိုက်လို့ရှိရင် ရရှိမဲ့နေရာဖြစ်ပါတယ်။ကာလန်ယထာလန်သွားလို့လာလို့အဆင်ပြေပါတယ်။ပြင်တို့ရောက်ခဲ့တဲ့အရှင်ကတော့ဒီနေရာဒီဒေသမှာခြံခတ်ထတာမျိုးတို့ဘာလို့ညာတို့အဲ့လိုမျိုးမရှိပါဘူး။ဒီလိုပဲကွင်းပင်ကြီးမှာအဲ့ဒီကြောက်တန်တွေဟာလေးလျောင်းပြီးတော့တည်ရှိနေတာဖြစ်ပါတယ်။လိုရီယာနယ်တကားဆိုတဲ့ဒီ post ကိုနောက်ထောင်နေကြတဲ့အားလုံးသော YouTube channel ပြည်သက်များတစုံတရာဘုဒ္ဓတရားရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်။အားလုံးကျမ်းမှာရှင်းတာပြပြဝဲကွာနိုင်ကြပါစေ။